မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရုရှားမြန်မာဆက်ဆံရေးဒေသတွင်တည်ငြိမ်မှုကိုချိန်ချောင်းနေကြောင်း ABHA ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရုရှားမြန်မာမဟာမိတ်ဆက်ဆံရေးကစစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှုကိုအားကောင်းစေရုံသာမကဒေသတွင်လုံခြုံရေးကိုလည်းချိန်ချောင်းနေရလို့လူခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်မှတ်များဖွဲ့ ABHA ကမက်လာလီရဲ့နေမှာထုတ်ပြန်ပါတယ်ရုရှားမြန်မာဆက်ဆံရေးခိုင်မာမှုအပေါ်မှာလည်း ABHA အနေနဲ့စိုးရင်ပူပန်တယ်လို့ဆိုပါတယ်စစ်ကောင်ဆောင်ပူဇော်မှုကြီးမင်းအောင်လိုင်ရဲ့ ရှားခီစင်ကစစ်ဘက်ဆိုင်ရာပူပေါင်းဆောင်ရွက်မှုဆက်လက်တုံ့ပြန်ဖို့ရည်ရွယ်ချက်ကိုပေါ်ပေါ်ထင်ထင်ပြသနေပြီးဒါကစစ်ကောင်စီကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေရေးနိုင်ငံတကာရဲ့ကြိုးပမ်းမှုကိုပြက်ပြားစေတယ်လို့ဖော်ပြပါရယ်ရုရှားမြန်မာဆက်ဆံရေးတုံ့ပြန်တာကစစ်ကောင်စီထံစစ်ဘက်ဆိုင်ရာဤပညာနဲ့ရုရှားစစ်လက်နက်တွေဆက်လက်ပေးပို့တာနဲ့ဆက်နွယ်နေတယ်လို့ APHR ရဲ့ဥက္ကဋ္ဌအင်ဒိုနီးရှားအောက်လွှတ်တော်အမတ်ကဆိုပါရယ် တာတွေကိုစစ်ကောင်စီကစစ်စင်ရေးတွေမှာအတုံပြုနေပြီးရလက်အနီနဲ့အာဏာသိမ်းပြီးကလေးကအရက်သားထိခိုက်သေးဆုံးမှုနဲ့မတရားဖမ်းဆီးခံရမှုတွေတိတာချေပြန့်လာတယ်လို့ဆိုပါတယ်။ ABHR အနေနဲ့စစ်ကောင်စီကိုစစ်လက်နက်ရောင်းချမှုနဲ့ထောက်ပံ့ကူညီမှုချက်ချင်းရပ်တန့်ဖို့ထပ်မံတောင်းဆိုရလို့ဖော်ပြပါတယ်။ဒါအပြင်အခုလိုလက်နက်ရောင်းဝယ်မှုတွေကိုတားဆီးဖို့နဲ့စစ်ကောင်စီရဲ့တရားဝင်အစိုးရဖြစ်မှုကိုအခိုင်အမာညှင်းပယ်ဖို့အာဆီယံနဲ့အာဆီယံရဲ့ဆွေးနွေးပွဲနိုင်ငံတွေကိုတိုက်တွန်းတယ်လို့ဆိုပါတယ်။စစ်ကောင်စီကိုအစဉ်မြင်စစ်လက်နက်ပစ္စည်းတွေ းထောက်ပံ့နေတာကမြန်မာပြည်ပဋိပက္ခကိုပုံမိုပြင်းထန်စေတာကြောင့်မြန်မာဆက်ဆိုရကိုတာမကပြည်ပကပံ့ပိုးကူညီသူတွေကိုပါစီးပွားရေးနဲ့တန်တမာရေးရဖိအားပေးဖို့ကုလသမဂ္ဂအာဆီယံနဲ့ဒီမိုကရက်တစ်နိုင်ငံအားလုံးကို APHR ကဆက်လက်တောင်းဆိုသွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မုံရွာမန္တလေးလမ်းပေါ်ကတိုက်ပွဲမှာစစ်ကောင်စီတပ်သား18ဦးတင်းဆုံနေကြောင်းတင်ဆက်ပေးပါမယ်။မုံရွာမြို့ကနေမြင်းမှုမြို့ကိုထွက်ခွာလာတဲ့စစ်ကောင်စီရင်တန်းကိုမုံရွာမန္တလေးလမ်းတနေရာမှာဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးတင်းဆုံခဲ့ကြောင်းချောင်းမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကမလ6ရက်နေ့မှာထုတ်ပြန်ပါတယ်။မလ4ရက်နေ့ညနေကမြင်းမှုမြို့ကိုထွက်ခွာလာတဲ့စစ်ကောင်စီရဲ့တံပြားကရှင်နှစ်စီးချောင်းမြို့ကိုဖျက်ဆီးချိန်မှာ CHPDN နဲ့ဒေသပူပေါင်းမဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်စင်ရေးပေါ်ဆောင်ချိန်မှာခီးသွွားပြည်သူတွေအနေနဲ့မုံရွာမန္တလေးလမ်းမကြီးကိုအတုံးပြူတာတတိထားဖို့ CHUPD ရဲ့တာဝန်ရှိသူတွေကပြောပါတယ် ပြည်သူတွေအနေနဲ့မုံရွာမန္တလေးလမ်းမကြီးကိုတတိထားအသုံးပြုကြဖို့လမ်းမပေါ်မှာစစ်စင်ရေးရှိတဲ့သတင်းကြတာနဲ့ရန်နာထားကြဖို့နဲ့ရန်နာရမှာစစ်ကောင်စီအထိုင်စခန်းနေနဲ့ဝေးရမှာရန်နာကြဖို့တတိပေးလိုပါတယ်ဒီလမ်းမကြီးကတံပြားခါကားမီကိုမိုင်းဆွေရင်ထိရောက်ဖို့ကတ်ခဲ့တဲ့အဲ့ဒီမှာတံပြားခါကားမီမကြာခဏသွားနေရတယ်ကျွန်တော်တို့ခြုံကိုတိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကဒုတိယဗိုလ်တပ်ဦးပါဝင်18ဦးတင်ဆောင်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ် ဖွဲ့ရီရဲ့လက်နက်ခဲယံတွေအများပြားကိုတင်ဆက်နိုင်ခဲ့ပြီးတံပြားကာရှင်နှစ်စီးကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတည်ဆုံတာနဲ့ပတ်သက်ပြီးစစ်ကောင်စီကထုတ်ပြန်တာမရှိသေးတယ်လို့သတင်းဌာနအနေနဲ့လည်းတိကျအတည်ပြုနိုင်တာမရှိပါဘူးဒီတိုက်ပွဲမှာ CHUPDN နဲ့အတူရင်မဲ့ပင်မျိုးနဲ့ပါကဖလက်ယုံတက် ULF စစ်ကြောင်း B21 တိုက်ရင်ရတနာပုံချင်းတွင်ပရသာပါဝင်ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါရယ်ခီးသားပြည်သူတွေအနေနဲ့မုံရွာမန္တလေးလမ်းမကြီးကိုတရီထားသွာ လာကြဖို့ကိုလည်း CHUPD ရဲ့အဖွဲ့ကပြီးခဲ့တဲ့မလနေ့ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့စကိုင်းတိုင်းပြောခွင့်ရသူလူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်ကိုသတင်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမှဖုန်းလက်ခံဖြေဆိုတာမျိုးမရှိပါဘူး ခရီးသွားပြည်သူတွေအနေနဲ့မုံရွာမန္တလေးလမ်းမကြီးကိုတတိထားသွားလာကြဖို့ကိုလည်း CHUBD ရဲ့ဖွဲ့ကပြီးခဲ့တဲ့မလနေ့ရက်နေ့ကတတိပေးထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့စကိုင်းတိုင်းပြောခွင့်ရသူလူမှုရေးဝန်ကြီးဦးညွန်ဝင်းအောင်ကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြေလက်ခံဖြေဆိုတာမျိုးမရှိပါဘူးနောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီတိုက်ခိုက်မှုကြောင့်တလအတွင်းအမျိုးသမီး66ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်2025ခုနှစ်ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့်နိုင်ငံ တဝန်းအမျိုးသမီး66ဦးသေဆုံးပြီးနောက်ထပ်68ဦးဒဏ်ရာရခဲ့တယ်လို့မြန်မာအမျိုးသမီးသမတ်က BWU ကမလ6ရက်နေ့မှာထုတ်ပြန်ပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်45ဦးလက်နက်ကြီးကြောင့်71ဦးမိရှုတပ်ဖြတ်မှုကြောင့်2ဦးထောင်တွင်းစေကူတာခွင့်မရလို့တဦးမြေမြုပ်မိုင်းကြောင့်9ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်ဒီထဲမှာ73ဦးက78နှစ်အောက်ကလေးတွေဖြစ်ပါတယ်သေဆုံးသူတွေထဲမှာစကိုင်းတိုင်းက22ဦးအများဆုံးဖြစ်ပြီးမကွေးတိုင်းနဲ့ရှမ်းပြည်နယ်က ကိုဦးစီနဲ့ဒုတိယအများဆုံးဖြစ်ပါတယ်။ဖေဖော်ဝါရီလအတွင်းမှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုတိုးလုပ်ခဲ့တယ်လို့ပြောပါတယ်။ဒီအချက်လက်တွေကိုတီချခိုင်းလုံးတဲ့သတင်းမီဒီယာတွေကဖော်ပြချက်တွေနဲ့ BW ကကောက်ယူထားတဲ့အချက်လက်တွေကိုစုစည်းထားတာဖြစ်ပြီးအချက်လက်လက်လက်မှတ်မိရာတွေလည်းရှိတာကြောင့်လက်တွေမှာတီထက်များနိုင်တယ်လို့ဆိုပါတယ်။ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့စစ်ကောင်စီသဘောထားကိုသိနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူပို့ချုပ်စော်မင်းထွန်းကိုသတင်းဌာနကဆက်သွယ်ခဲ့ပြီးမြန်လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ 2025ခုနှစ်ဇန်နဝါရီမှာလဲစစ်ကောင်စီတပ်ရဲတိုက်ခိုက်မှုကြောင့်မြို့သမီး86ဦးသေဆုံးတယ်လို့ BWU ကထုတ်ပြန်ပါတယ်။နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောင်ရေးအတင်း AAPP ရဲ့မလ9ရက်နေ့ထိစီးရင်နေအရာအာဏာသိမ်းကာလအတွင်းသေဆုံးခဲ့ရတဲ့ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်း6380ရှိတယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ကြောင်းပြူမျိုးနဲ့စစ်ကောင်စီတပ်ကကင်းစကန်တချို့အေးအေးသိမ့်ပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်စီမံကိန်းတွင်ရှိရာရခိုင်ပြည်နယ်ကြောင်းပြူမျိုးနဲ့တညဝရီရေတပ်ဌာနချုပ်ရဲ့ကကင်းစကန်တချို့ကိုမလလီရနေညနေပိုင်းမှာအရခတ်တက်တော်အေးကတိုက်ခိုက်သိမ့်ပိုက်ခဲ့တယ်လို့အေးအေးနဲ့နီဆက်သူတွေကပြောပါရယ်။စေမော်ရွာနဲ့တညဝရီရေတပ်ဌာနချုပ်ကြားတောင်တန်းဒီပေါ်မှာတရှိတဲ့စကန်အုံခွတ်တမနဲ့ကိုသိမ့်ပိုက်ခဲ့တာလို့အေးအေးနဲ့နီဆက်တဲ့ဒေသခံတအုပ်ကပြောပါရယ်။အဲ့ဒီကကင်းစကန်တွေကိုသိမ့်နာကလီရနေကသိမ့်နာပေါ်စေမော်ရွာနဲ့တညဝရီရေတပ်ဌာနချုပ်ကြား ာကတောင်တန်းနေမှာရှိတာအခုတော့အဲ့ဒီစစ်ကောင်စီတပ်သားတွေရေတပ်ဌာနချုပ်ရှိကိုတက်ဆုပ်သွားပြီးကာကဲစခန်းနေတင်ပိုက်ခံရပြီးရဲ့နောက်စစ်ကောင်စီတပ်တွေကဓာတ်တိုက်လေရင်ဝိုင်းတွဲအမျိုးအစားလေးရင်နေနေစဉ်ပုံကျဲတိုက်ခိုက်နေရလို့သူကဆိုပါတယ် မန္လာ၆ရက်နေ့မှာလဲကြာပြူမြို့နယ်ထဲမှာရှိတဲ့စစ်ရင်ရင်နေပေါ်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေရလို့ဒေသခံတွေကပြောပါတယ်။အေးတိမ်ပိုင်လိုက်တဲ့ကာကင်းစခန်းတွေကအရင်ကအင်အားအနည်းငယ်သာရှိပေမဲ့စစ်ရေးပြင်းထန်လာချိန်စစ်ကောင်စီတပ်သားယာနယ်ကြီးအင်အားတိုးချထားတဲ့စခန်းတွေလို့ဆိုပါတယ်။ကြာပြူမြို့နယ်ကတိုက်ပွဲချိန်တွေနဲ့ပတ်သက်လို့အရခတ်တတော်အေးပြောခွင့်ရသူဥခိုင်သူခါနဲ့စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ပြောခွင့်ရသူပြည်နယ်ဥပဒေချုပ်ဦးလာသိန်းတို့ကိုသတင်းဌာနကဆက်သွယ်ပေးပေမဲ့အကြောင်းမပြန်ပါဘူး။ကြာပြူမြို့နယ်ကတိုက်ပွဲကြောင့်ထွက်ပြေးတင်းရှောင်နေရသူ ူ2000ကျော်ရှိရဲလို့ဒေသခံတွေကဆိုပါတယ်။နောက်ထပ်တပုံအနေနဲ့စစ်ကောင်စီတပ်ကိုစစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ KNDF ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်အနေနဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုဘဲစစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့လိုအပ်ကြောင်း KNDF မျိုးသားကာကွယ်တပ် KNDF ကဆိုပါတယ်။ KNDF ပြည်နယ်အတွင်းရှိစစ်ကောင်စီတပ်ကဒေသခံပြည်သူတွေကိုပြစ်မှတ်ထားကလက်နက်ကြီးနဲ့ရောလေကြောင်း ပုံကျင်းမှုတွေပါပြုလုပ်နေတာကြောင့်ဆက်လင်းပြီး KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကအထက်ပါအတိုင်းပြောကြားလိုက်တာပါအထူးကကစစ်ကောင်စီကအထင်အရင်ယောက်ျားလိုမတိုက်ဖို့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့မှတိုက်ခိုက်ကြတဲ့အတွက်ဒါကစစ်ကောင်စီရဲ့အောက်တန်းကျတဲ့လုံရက်တွေဖြစ်တဲ့ပေါ်စစ်ကောင်စစ်နဲ့တူအောင် တိုက်ဖို့လိုတယ်လို့ပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကစစ်ကောင်စီတပ်ကလွိုက်ကောဒီမော့ဆိုဖေကုံနဲ့မိုးပြင်းမျိုးအတွင်းရှိအရတားပြည်သူတွေကိုပြစ်မှတ်ထားကလေကြောင်းမှပုံကျဲတိုက်ခိုက်မှုတွေဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်း KNDF ဗိုလ်သတင်းပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်အထက်ပါမျိုးနယ်များအတွင်းစစ်ကောင်စီတိုက်ရင်တိုက်ခိုက်မှုတွေကြောင့်ကလီသုံးပါဝင်ပြည်သူ9ဦးတိဆုံးခဲ့ပြီးပြည်သူ17ဦးဒဏ်ရာရခဲ့ကစေပေကတခန့်စာတင်ကြောင်း9ကြောင်းဘာသာရေးအဆောင်လေးလုံးနဲ့နေအိမ်58လုံးထပ်မံနေပျက်စီးခဲ့ကြောင်းနဲ့မိုးပြင်းမျိုးမှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ကြောင်း KNDF ဗိုလ်သတင်းနဲ့ပြန်ကြားရေးဌာနကသိရပါတယ်ဒီနှစ်အစပိုင်းမှာစစ်ကောင်စီအနေနဲ့ကလေကြောင်းတိုက်ခိုက်မှုတွေကိုခက်ဆိတ်ဆိတ်လုပ်လာတဲ့လက်နက်ကြီးပစ်ခတ်မှုတွေလည်းတောင်းရှောင်လုပ်လာတဲ့အဲ့ဒီတိုက်ခိုက်မှုတွေကပြည်သူတွေကိုအတိ ကဒါပြစ်မှတ်ထားတိုက်ခိုက်မှုတွေလို့၎င်းကစက်ပြောပါတယ်။ကရင်ပြည်နယ်တွင်းရှိပြည်သူတွေအနေနဲ့လေရင်လာချိန်မှာထွက်ကြည့်ခြင်းမျိုးမပြုလုပ်ပဲဘေးကင်းလုံခြုံလို့သာနေထိုင်တဲ့ကြောင်း KNDF ကအတည်ပြုထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။